်ချင်းတိုင်းသားဂျော်ရှာမှယောစီမှာဘေဖိုင်တာမှလိုင်မီရီတဲ့စာရင်းတစ်ခုတင်ထားပါဗျ။ယောစီကတော့တင်ထားဘက်ကလည်းအဲ့လိုစာရင်းတင်ထားတဲ့ဖိုင်တာမျိုးစုံတအားသဘောကျပါဗျ။ဂျော်ရှာဘန်တင်ထားတဲ့စာရင်းကဘလိုစာရင်းမျိုးလဲဆိုတာဒီဗီဒီယိုလေးမှာပြောပြထားပါဗျ။အားလုံးမင်္ဂလာပါ။ KFI လာမှကြိုဆိုပါရစေ။ကျေရှာပန်ရိုးစီရကောပုံမှာတင်ထားတဲ့စံချိန်က style lander per minute လို့ခေါ်ပါတယ်ဒီစံချိန်ကထိုးတက်ခဲ့တဲ့ ပွဲအားလုံးခြုံလိုက်ရင် ြိုင်ခိုင်ရီကိုတမိနစ်လျင်လက်တီချက်အခြေခံချက်ဒူးရတောင်ဘလောက်ထိလဲဆိုတော့ဇာညင်မျိုးပါဂျိုရှူအဘန်ကတော့လက်တီချက်အများဆုံးတိမဲ့တင်ပါတယ်သူကတမိနစ်ကို8.1ဒီချက်ရှိပါတယ်နဲတဲ့ထိချက်တော့မဟုတ်ပါဘူးဒီနေရာမှာတက်လုံကြပြီးထိုးမိထိုးရထိုးတဲ့လက်တီချက်တွေခြေခံချက်တွေမရပါဘူးဒီနေရာမှာတစ်ချက်ပြင်းပြမိတာတချို့ကပြောကြတယ်ဂျိုရှူအဘန်ကိုလက်တီပါဝါအားနည်းလို့ လက်တိမဲမဲထိုးနိုင်ဖို့ဆိုရင်လက်တိချက်တိုင်းကိုအားရန်စိုက်လို့မရပါဘူးသူကစားပုံကပေါင်းစင်ဆံပါတယ်ဒါကြောင့်မို့လဲသူ့နိုင်ဝဲတွေက decision နဲ့နိုင်တာများပါတယ်ဒါကြောင့်လဲ UFC ဥက္ကဋ္ဌဒီနာဝိုက်ကသဘောကျနေမိတာပါ Strike Lander ပါမီနဲ့ဆက်ချိန်ပါ number 1ရှိနေပြီမဲ့သူ့အောက်က heavyweight champion Don Aspron နဲ့ lightweight fighter Repo Pit တို့က8.07နဲ့ရည်တည်နေပါတယ် ိတ်မကွာပါဘူး0.03လောက်ပဲကွာပါတယ်ဒီစာရင်တင်းထားနိုင် နောက်တစ်ချိန်မှာစာရင်တစ်ခုထည့်ရဖို့အလားအလာရှိပါတယ်အဲ့ဒါတော့ strike lander လို့ခေါ်တဲ့လက်တိချက်ခြေခံချက် အများဆုံးကိုယူတဲ့စာရင်ပါမိနစ်နဲ့မတွက်ပါဘူးဘယ်နှဝက်ထိုးထိုးထိချက်အများဆုံးဆိုရပါပြီအဲ့ဒီစာရင်ကတော့လက်ရှိမဟော်လိုဝေးကထိချက်ပေါင်း3458ချက်နဲ့ စာရင်းနေထားပါတယ်လက်ရှိတူကိုလိုက်မိဖို့မလွယ်သေးပါဘူးနံပါတ်2နေရာမှာရှိတဲ့ရှောင်းစတရလန်တော့2190ခွန်ပဲရှိပါတယ်တူကိုပြီးဖို့ဆိုရင်1000ကျော်လိုပါသေးတယ်ဘာဖြစ်ကျွန်တော်တို့မြန်မာနိုင်ငံသားအဲ့လိုအောင်မြင်တော့တူတက်ဝဏ္ဏကိုယူမိပါတယ်လက်ရှိစာရင်းကိုလည်းချိန်တော်ကြာထိန်းထားစေချင်ပါတယ်မေလာထဲမှာဖွဲ့ပြက်သွားတဲ့ ဘလူးနိုဆေးဝါးတဲ့ပွဲကိုဇွန်လ9ရက်နေ့မှာပြန်လည်တိုးတက်ဖို့ရှိပါတယ်။တဖြည်းဖြည်းနဲ့ချန်ပီယံကမနာလည်းပြီးလို့လာပါပြီ။အလုံးကျေးဇူးများတင်ပါတယ်။ကျွန်တော်ဒီမီယူဇာချက်ကလေးအမားပါရင်တောင်းပါပါတယ်။ကျွန်တော် channel လေးလည်း subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုခြင်းပါတယ်။